ပါလုံမဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောဒီလေးနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်။အော်ဒီနေ့မှာဒါကျွန်တော်တို့ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ Tottenham Hotspur အသင်းတွေရဲ့ London Derby ပွဲကြီးပွဲကောင်းရှိပါတယ်။ဒါပေမဲ့ဒီပွဲကြီးပွဲကောင်းကိုတော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့အရန်ကြီးဒါ ကျွန်တော်အနေနဲ့လည်း free မလာဘူးလို့ပဲဆိုမှာကျွန်တော်ဘဝမှာစပါးပွဲစဉ်ကို free မလာတာတော်တော်လေးကိုရှားပါတယ်ဒါကျွန်တော်အာနာသိန်းတို့ကတော်တော်လေးကိုစပါးပွဲစဉ်ကိုပြစ်ထားခဲ့တာရေဒါကျွန်တော်တို့လက်ရှိမှာဟိုပြန်ကြည့်မယ်ဆိုရင်တော်တော်လေးကိုဒါကျွန်တော်လိုအပ်တဲ့နေရာတွေမှာအများတန်းဟိုရေဘေးတို့ကလည်းကျွန်တော်ဒီအသင်းကိုလည်းသိပြီးပြီးဆိုရေဘေးတို့ကတော့မှဒီလောက်ထိကျွန်တော်အမှန်တိုင်းပဲသိပြီးမခံစားဘူးပေါ့နော်ရေဘေးတို့ကလည်းဒါကျွန်တော်တို့လုတ်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့တော်တော်လေးကိုပလုံးမွေးတော့မှခုနကပလုံးပဲသိပြီးဒါပေမဲ့ ဒီကောက်ကလည်းရှိမှာစပါအသင်းဘက်ကိုကျွန်တော်လည်းရှိမှာတောက်ဆူထားတာရှိပါတယ်ဒါစပါအသင်းဘက်ကနေပြီးတော့ဒါပွဲအတွက်မပါများဒါပေမဲ့ပူဆိုးတာကြောင့်သူကတော့ပြောတာပေါ့နော်လက်ရှိမှာဒီပွဲစဉ်ကတော့သူတို့အနေနဲ့ဘာမှတိမ်မလုပ်ပြီးနိုင်ဘူးလို့မြင်တယ်ဘာလို့ဆိုတော့ချယ်ဆီရဲ့အိမ်ဝင်ဖြစ်လို့ပေါ့နော်အကယ်၍သူတို့အိမ်ဝင်လာမယ့်အပတ်မှာဒါကျွန်တော်တို့စပါအသင်းအိမ်ဝင်ရှိတယ်ဆောက်တဲ့တယ်နဲ့လာမသိဘူးပေါ့နော်စပါအသင်းပွဲစဉ်မှာဒါကျွန်တော်ရဲ့ စပါပရိသတ်ညီကိုဒီဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့တတ်နိုင်ဘက်ကနေပြီးတော့အကူအညီပေးဖို့အတွက်ကျွန်တော်အကူအညီတောင်းထားတာရှိပါတယ်လက်ရှိမှာဒါကျွန်တော်တို့စပါသင်းဆပေါ်တာကလပ်တွေကနေပြီးတော့ကျွန်တော်လက်ရှိမှာအီးမေးလ်တွေလိုက်ပို့ထားပါတယ်ကျွန်တော်မြန်မာနိုင်ငံအတွက်ဒါကျွန်တော်တို့ဘယ်လိုများအကူအညီပေးလို့ရမလဲပေါ့နော်ဒါကျွန်တော်တို့ကတော့ငွေသားပြမကူညီပေးနိုင်ဘူးဆိုတော့မှတရင်လေးတွေကိုဒါကျွန်တော်ကဘာတိအောင်လုပ်ပေးဖို့အတွက်ကျွန်တော်ဒါစပါသင်းရဲ့ဒါပရိသတ်ချင်းချင်းအတွက်ဒါကျွန်တော်တောင်းလျှောက်ပြောထားပါတယ်ပြီးတော့ဒါကျွန်တော်လက်ရှိမှာဒါ change was spa ပေါ့နော်ဒါကျွန်တော်လက်ရှိမှာဆန္ဒပြပွဲတွေကိုဥဆောင်ပေးခဲ့တဲ့ spa လက်ရှိလူတွေနဲ့ကျွန်တော်သိပါတယ်ဘီလီတို့ပါဘီလီတို့ကလက်ရှိမှာသူတို့လုတ်ပေးမယ်ပေါ့နော်လက်ရှိမှာ Chelsea နဲ့ပွဲစဉ်မှာသူတို့နည်းအများကြီးမကူညီနိုင်ဘူးဆိုတော့ Chelsea ရဲ့အင်ကွင်းဖြစ်တဲ့ကြောင့်သူတို့သူများအင်ကွင်းဆိုသူများရဲ့ jurisdiction ပေါ့နော်အဲ့တော့ Chelsea ဘက်ကတခုခုလုတ်ပေးမယ်ဆိုရင်တော့ပူပြောင်းမိမှာပေါ့နော်အဲ့တော့ Cody Spa ဘက်ကလက်ရှိမှာဒါကျွန်တော်တတ်နိုင်တဲ့တည်တဲ့ duty ဘက်ကနေပြီးတော့ကျွန်တော်တို့အကူအညီတွေကျွန်တော်အများကြီးတောင်းတာတယ်ကျွန်တော်လုတ်နိုင်တဲ့ဘက်ကနေကျွန်တော်အများကြီးပြောထားတယ်သူတို့အနေနဲ့ Go Family လို့ကျွန်တော်မနေ့မှကျွန်တော်ငွေမကင်ကျတော့ Go Family ကိုတော့ကျွန်တော်အများကြီးမပြောထားသေးဘူး Okay သူတို့ပါသူတို့လုတ်ပြီးတော့ဒါကျွန်တော်တို့ချိတ်ဆက်ပေးလို့ရမယ့်အဖွဲ့အစည်းရှိရင်တော့ကျွန်တော်လုတ်ပြီးလာပြီးတော့သူတို့မှလည်းဒါအခုတီးလ ော့က British Red Cross ကလည်းဒါမြန်မာနိုင်ငံအတွက်သူတို့လုပ်ပြီးတော့ကျွန်တော်တို့ British Red Cross မှာသွားလှူလို့ရတယ်ဆိုပြီးပြောထားတယ်ပေါ့နော်အဲ့တော့ပုံမှန်လင်းပြော British Red Cross ကဒါလို့ရှိရဒါလို့ရှိရဆိုသူတို့ကိုကျွန်တော်ပြောထားခဲ့တယ်အဲ့တော့သူတို့ဘက်ကလုတ်ပြီးမလုတ်ပြီးတော့မသိမှာသူတို့ဘက်ကတော့သူတို့ဘက်ကအကောင်းကျူးစားမယ်ပြောတယ် Chelsea ရဲ့အိမ်ကွန်းမှာတော့ဒါသူတို့နေ Vocal ဖြစ်အောင်ပေါ့နော်ဒါကျွန်တော်တို့လက်ရှိမှာတမင်းလောက်သူတို့ငြိမ်သက်ဖို့တော့ Chelsea ဘက်ကလည်းဒါ Spa ဘက်ကနေပြီးတော့ပြောထားမယ်ဆိုသူတို့ပြောထားအဲ့တော့ ကျွန်တော်မနိုင်ပြန်စပါရဲ့ပိုင်ရှင်နေစပါရဲ့ဒါကျွန်တော်အတင်းဘက်ကတော့မသိပေမဲ့အခုလက်ရှိမှာဒါပွပွင့်လင်းလင်းနဲ့ဂုံဂုံကောပြောရမယ်ဆိုရင်ဒါကျွန်တော်အတွက်ကိုပြောရမယ်ဆိုရင်ပေါ့နော် အဲစပါတင်ရဲ့ပြည်သက်ချင်းချင်းကဒီပွဲစဉ်ဒီကျွန်တော်ကျွန်တော်တို့အတွက်ဒါကူညီဖို့အတွက်လုံးဝ100%အသိရှိပြီးနေပါတယ်။တကယ်ကူညီမကူညီတော့ကျွန်တော်တချက်တော့အများကြီးစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါတို့တို့ကတော့လက်ရှိမှာဟာ let's go let's let's do it what do you, what do you want us to do ပေါ့နော်လက်ရှိမှာဒါဒီမရှိအဲ့တော့ဟိုစပါတင်ပြည်သက်တွေနဲ့အခုလက်ရှိမှာဒါနဲ့ပတ်သက်ကျွန်တော်ဘယ်လိုလုပ်လို့ပြီးမလဲဆိုကျွန်တော်တချက်တော့စောင့်ကြည့်ရမှာ။ဒါပေမဲ့အများကြီးတော့မမျှော်လင့်ပါဘူး။ဒါလုပ်ပြီးနေချေစုတင်ပါတယ်မလုပ်ဘူးဆိုတဲ့ဒါအပြည့်တော်တော့ပြောလို့မရတာတို့နိုင်ငံတို့ကိစ္စပေါ့နော်။အဲ့တော့ချက်စီဘက်ကဒီနေ့ပွဲစဉ်မှာဒါမြန်မာနိုင်ငံအတွက်ဆူတောင်းပေးတာတော်တော်လေးတော့နောက်ကျတယ်မှာပါ။ဒါပေမဲ့ဆူတောင်းပေးဖို့ရည်ကြီးတယ်။ အဲချက်စီးတင်းနေတာမြန်မာနိုင်ငံအတွက်ကိုဆူတောင်းပေးခဲ့တဲ့လူတွေကတခုဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ချက်စီးတင်းနေတာမြန်မာနိုင်ငံအတွက်ဆူမငေါတောင်းပေးတော့အများကြီးကျူးတယ်နဲဒီမြန်မာတာအဓိက gratitude ပြောချင်တာချက်စီးရဲ့ဒါလက်ရှိမှာ fan page ဒီပါဒါကျွန်တော်ကိုခန့် Chelsea Sports ဒါကိုဝေဒါကျွန်တော်ရှိသမျှ Chelsea fan page တွေအကုန်ကျွန်တော်ဒါမတွေ့မိတာတွေလည်းရှိကောင်းရှိနေတယ်ပေါ့နော်ဒါကျွန်တော်တွေ့မယ်ကျွန်တော်အခုလက်ရှိမှာအများအောင်တွေ့ရတာ Chelsea Sports ပဲ Chelsea Sports ကိုဘဒူရန်နေလဲတော့မသိပေမဲ့ Chelsea Sports ကအခုလက်ရှိမှာကျွန်တော်အင်မတန်မှတိတ်ချစ်ဖို့ကောင်းတဲ့ညီကိုလေးလို့ပြောပြဒီငလင်တန်စဖြစ်ကြတဲ့ကသူတို့အနေနဲ့ ချက်စီးတဲ့နေကြောင့်မပြောနဲ့ဒါကျတော့ဘယ်နေရာမှာဘလူဘယ်ကစေးကြီးတွေဘလူရောက်နေပြီးငလင်နံလေးတွေရှိတဲ့တတိထားကြပါဆိုတဲ့ပုံစံမျိုးတောက်လျှောက်ရေးသားထားခဲ့တယ်တကယ်ကိုချီးကျူးဖို့ကောင်းတဲ့လူတွေပါဗျာအမှန်တရားဖန်ပေ့ချ်တွေကလေကျွန်တော်တို့ဒါ ဒါပြီးတော့မှလည်းခင်ဗျားတို့ fan page တွေကျွန်တော်ဒါဟိုတက်နိုင်တဲ့ဘက်ကကျွန်တော်လေးကျွန်တော်ဘာလို့ပြီးလို့ရမှာကျွန်တော်ကြည့်အောင်မယ်တကယ်ခင်ဗျားတကယ်တကယ်ဖျားဆူလာဘာလို့ဟို Chelsea Sports ဆိုပါလို့ဆိုတော့ကျွန်တော်ဒီအမှန်တိုင်းမှာဟို Chelsea Sports ဆိုပါလို့လေရင်တော့ဒါမမေ့ရကျွန်တော် Chelsea Sports ကအကူကြီးတယောက်ဆိုတော့ Chelsea တက်အမြင်နဲ့ဒါတိုက်ဆက်ဆိုပြီးကျွန်တော်အဲ့ကိုယူတည်တာပေါ့နော်အဲ့ကိုယူတည်ဒီတိုင်းမှာကျွန်တော်ဒါအမှုမဲ့မဲ့ပါပဲဒါဟိုကြည့်တယ်အားပေးတယ်ဒါဆို like လုပ်တယ်ဗီဒီယိုဟိုလောက်တယ်ဒါပေမဲ့ ဘယ်လိုပဲပြောတာကျွန်တော်တို့ Chelsea Sports ကအကူတွေကိုလည်းအများကြီးတကယ်ကိုဒါဒီယာကြီးဖြစ်ခဲ့ရာအာတက်တရောလုံးဝကိုဒါကျွန်တော်ငွေအားနဲ့လည်းကျွန်တော်ဒါအလူလုပ်လေအလူရဲတာကျွန်တော်ခံတယ်လို့ကြားတယ်ဒါပေမဲ့ကျွန်တော်တတ်နိုင်တဲ့ဘက်ကလည်းအများကြီးအများကြီးလုံနေတယ်လို့ကြားတယ်ဒါမှမပါဘူးเนาะအင်မတန်မှជីကျူးဖို့ကောင်းနေတာကျွန်တော်တို့လူအုပ်စုတစ်ဖွဲ့လို့ကျွန်တော်ကဒီညကနေပြီးအတိမတ်ပြပြသည်စပါရတာထူးဆန်းဆန်းပဲပြကျွန်တော်ဒါအများကြီးကောင်းလည်းမဆိုတာခုနကဘယ် comment ထဲမှာတစ်ခါတော့ပဲသွားရေးလိုက်တယ်ဒါပေမဲ့ तू ကျွန်တော် तू ကျွန်တော်ဘယ်လိုမှန်းသူတို့သိပါတယ်အဲ့တော့ခုနကဘယ်လိုပဲကျွန်တော် comment မှာဒါမမေရ United United လုတ်တယ်စီတီလုတ်တယ်ဒါကြောင့် brand vote လုပ်ပြီးကျွန်တော်ဒါနည်းနည်းကြားလို့ကျွန် comment မှာမင်းတို့ကောင်တွေဘာဆောက်လို့လုပ်နေတာလဲဆိုတော့မြန်မာတော်ကြီးလိုက်တဲ့အချိန်မှာတို့မြင်သွားပုံရပါတယ်ပြီးလဲပြီးတော့တနိုင်းလောက်ကြာတို့စာရေးပြီးပါတယ်အဲ့ဒါကျွန်တော်တို့ပြီးတော့လက်ရှိမှာလဲ email မှာလဲကျွန်တော်ဒါစာပို့ထားတာရှိပါတယ်ဒါကျွန်တော်တို့ဟိုဟာကတော့ပို့ထားတာမဟုတ်ပေမဲ့ဒါကျွန်တော်တို့ spa ပရိသတ်အနေနဲ့လက်ရှိမှာကျွန်တော်တို့ email ပို့ထားတာရှိပါတယ်ခင်ဗျားတို့ကျွန်တော်ဖတ်ပြပါဦးမင်္ဂလာလေးပါကျွန်တော်တို့ကိုစာရေးထားတာရှိတယ်ခဏလေးပါနော်ဟုတ်တယ် supporter ကျွန်တော်တို့ club ကတော့အခုလက်ရှိကျွန်တော်ဒီ စာလေးရေးပေးတာပါတယ်တဲ့ကျွန်တော်တို့ဒါအခုလက်ရှိမှာ I hope that your family and members are safe in the uncertain times တို့ရောခုနကပြောလို့ဒီမှာကျွန်တော်တကယ်ရေး အီးမေးလ်ကနေရေးလာတယ်ပေါ့နော်အဲ့တော့ I hope that you your family and members are safe ကျွန်တော်ကတော့ပြောကျွန်တော်မြန်မာနိုင်ငံသားတွေကျွန်တော်ရဲ့မိသားစုတွေ spartan man ကျွန်တော်တို့ဒါပြည်သက်တွေအနေနဲ့ဒီလိုမျိုးအချိန်ကြီးမှာဒါကျွန်တော်တို့ခက်ခက်ခဲခဲဖြစ်နေအချိန်မှာဒါကျွန်တော်တို့အဂူဆိုင်ကြဖို့တော့တို့အနေနဲ့ဒါ spartan ဘက်ကနေပြီးတော့ဒါစုပုံကောင်းပို့လိုက်ပါဆိုကျွန်တော် email ပို့ထားတယ်ပေါ့နော်အဲ့ဒါလက်ရှိမှာဒါကျွန်တော်ဒီလိုမျိုး email ပို့ထားရှိတယ်ပြီးတော့တို့ကစာရေးရေးထားပြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါကျွန်တော်တို့ဒီထက်ပို့ပြီးတောင်းဆိုထားတာပေါ့နော်ဒါကျွန်တော်တို့ကဲဂူဒီများသွင်းခဲ့လို့ရှိရင်ဒါ Chelsea အသင်းကကျွန်တော်တို့ဒါငယ်ငယ်သူများတဲ့ငယ်နဲ့ကျွန်တော်ငယ်ရှုံးမှာငယ်လေးတဲ့ရှုံးနေတဲ့သွင်းဖြစ်တဲ့တချို့မှ Chelsea အသင်းနဲ့တွေ့ပြီဆိုတော့နိုင်ဖို့မလို့ good thing မို့လဲခက်တဲ့တဲမှာအဲဒီ goal များသွင်းခဲ့ရင်တော့ဒါကျွန်တော်မြန်မာနိုင်ငံအတွက်ဒါအောင်ပွဲလေးများခံပြီးမလားကျွန်တော်တို့က request down သူတို့ကဒါ let's see what we can do ပေါ့နော်သူတို့ကမငင်းပါဘူးဒီလိုမျိုးချက်သူတို့လည်းမငင်းသူတို့ပီယာသမားသူတို့လည်းမငင်းဘူးဒါပေမဲ့သူတို့လည်းဒါဒါပေမဲ့ဒီလိုမျိုးကျွန်တော်ပြောခဲ့တာများကျွန်တော်အများကြီးမမျှော်လင့်ဘူးပေါ့နော်အဲ့တော့ဒီနေ့မှာဒါပွဲအကြောင်းရင်းလေးပြောအောင် Chelsea အသင်းနဲ့လက်ရှိမှာဒါဒီနေ့တည်ငောင်းတစ်ခုကတော့သူတို့နေတာ ကစားသမားတော်တော်များပြန်လာပြီလို့ကြားရတယ်မှာပါတယ်။ Nicholas Jackson ကိုပါမဒါကျွန်တော်ဒီလိုကစားသမားတွေလူစုံတက်စုံပြန်လာပြီလို့သတင်းထွက်လာတယ်။ဒါပြင်ကျွန်တော်တို့က Christopher Angugu လည်းအချိန်ပြီးပြန်ကောင်းလာပြီကြောဒီနေ့ပွဲစံမှာတိုက်စစ်မှာလူပြန်ဆုံတော့မယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါပါတယ်။ Tottenham Hotspur အသင်းကဒီနေ့မှာဒါဒီတိုင်းမှာပဲ Spurs အသင်းကလက်ရှိမှာ Kulusevski တယောက်ကလွဲလို့အခုလက်ရှိမှာဒီနေ့ပွဲစံမှာလူပြန်ဆုံလို့သိရတယ်မှာပါပါတယ်။လူကတော်တော်လေးကိုဆုံပြီးမဲ့ Tier Stay Odoba ဒါနောက်နောက်တန်းမှာဆိုတာလူဆုံသွားပါပြီ။နောက်တန်းမှာဒါကျွန်တော်တို့ Romero, Christo, ကျွန်တော် Mickey Van der Ven ဆိုတဲ့နားရဲ့အပြင် Mickey Van der Ven ဆိုတဲ့လက်ရှိမှာ Netherlands နဲ့ Live မသွားဘဲနဲ့လက်ရှိဒါကျွန်တော်တို့မိနစ်အဲလုံးဝတစ်ဖက်ကြားထဲမှာအပြည့်နားနေရကြောင့်ဒါတော်တော်လေးကိုအဆင်ပြေလို့ပြောလို့ရရတယ်မှာပါပါ ါတယ်ခရစ်ယာန်ရူမီရိုကဂျာရမာတာကျွန်တော်တို့အာဂျင်တီးနားနဲ့မိနစ်90နှစ်ပွဲတတိဆော့ထားကြအောင်လုံးဝ fifth ဖြစ်နေလို့ဆိုလို့ရမယ်တယ်မှာပါတယ်ဘူလက်ဒီတိုင်းမှာတက်ဂျက်စပန်စကလေးနားအားရရှိတယ်စပါးသင်းရဲ့ကွင်းလေးမှာတော့ကျွန်တော်တို့အဲမက်ဒီဆင်တယောက်ကလည်း channel လူတွေကနိုင်ငံအသင်းမှာဆော့ထားကြအောင်ဒါဂျာတယ်အဲ့တော့ဒါနှစ်သင်းလုံးကလက်ရှိမှာဒါကျွန်တော်တို့လုံးဝနားရအပြည့်ရထားတဲ့အသင်းတွေကိုစီကစားသမားတွေဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ Chelsea အသင်းနိုင်မယ်လို့ပဲကျွန်တော်နည်းနည်းမြင်ပါတယ်တသိပ်ပြီးတော့အများကြီးတော့လုံဆောင်ပြေးလာဒီပြတော့ကဒါဒီနေ့ပွဲစဉ်နိုင်နိုင်ရှင်းရှင်းသူတို့ကအများကြီးရေးမပါဘူးလို့မြင်တယ်ဘာလို့သူတို့ကလက်ရှိလာမယ့်ဥရောပပွဲစဉ်ကသူတို့အများကြီးအများကြီးရေးပ းပါမယ်လို့မြင်တယ်။ဥရောပပွဲစဉ်ကသာလည်းရှိမှာစပါးသင်းအတွက်အထူးအများကြီးအရေးပါမယ်ပေါ့။ဒါပေမဲ့လက်ရှိမှာစပါးသင်းနဲ့နီးပြားကတော့အကြောင်းပြလို့တော့မြန်ပါတော့လူဆုံသွားပြီ။လုံးဝဒါဒေဂျန်ဂလူဗာစကီတယောက်ကလည်းလူဆုံသွားပြီ။ချယ်ဆီကလည်းဒီလောက်ကရိုမီယိုလာဗီယာတယောက်ကလည်းလူဆုံသွားခဲ့ပြီလို့ကျွန်တော်ကြားသိရတယ်မှာပါ။အဲ့တော့နှစ်သင်းလုံးကလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကဒါ ကြည့်ကောင်းမှာပေါ့စပါတင်ရဲ့အိမ်ဝင်မှာမမဲ့ရပဲဒါကျွန်တော်တို့စပါတင်ကအရင်ကကျွန်တော်တို့ကျွန်တော်ပထမအိမ်ဝင်မှာကျွန်တော်ရှိခဲ့တယ်ပေါ့နော်အဲ့ဒါကိုဒီတာကျွန်တော်လီဂူသုံးခုတာနောက်ကနေပြန်သွင်းခံပြီးဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့လက်ရှိမှာကိုပါမားကမမဲ့ရစပါတင်ရဲ့အိမ်ဝင်ပွဲစဉ်မှာဒါခြေစွမ်းပြပြီးတော့အကောင်းဆုံးခြေစွမ်းပြတတ်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာချယ်ဆီအသင်းကပဲကျွန်တော် အသာသွားမယ်လို့ထင်ပြီးရတယ်မှာပါပါတယ်။ဒါပေမဲ့ခုနကစပါးတင်းနဲ့ဒီနေ့ပွဲစံမှာဒါနီးပြအတွက်ကဒါတိတ်ဂုံတိတ်ခါပိုင်းဆယ်ရမယ်ပွဲစံတစ်ပွဲဖြစ်သွားပြီ။ဒါခုနကပြောတဲ့ပရီးမီးယားလိဂ်ကဘာမှအရေးမပါတော့ဘူးဆိုပေမဲ့ဂုံတိတ်ခါပိုင်းတကယ်ဆယ်ကိုဆယ်ရမယ်ပွဲတစ်ပွဲဖြစ်သွားခဲ့ပြီပေါ့နော်။အဲ့တော့ဒီနေ့ပွဲစံကလန်ဒန်ဒါဘီပါ။ဒါပေမဲ့အရင်တုန်းကတော့လေခုနကပြောလို့ပြတာဟာတမန်ငါတို့အသင်းဘာဆိုင်မှာငိုတဲ့ကတဲ့ကဆော့ဆုပ်ဖြစ်နေတော့လေပူဆိုးရတာပေါ့ဗျာ။ကိုရီးယားငိုတဲ့စိတ်လည်းမပါတော့ဘူးဆိုတော့ပူဆိုးသွားတယ်လို့ပဲကျွန်တော်တို့ဆိုရမှာပေါ့။အဲ့တော့မိတို့ပင်စူစီကမူဒါကျွန်တော်တို့လက်ရှိအနေထားရတော့ နေ့နေ့ပေါ်စမှာချက်စီးတင်နိုင်မှုများခိုင်တော့များပါတယ်လို့ကျွန်တော်တို့ပြောပြစီချက်စီးတင်နေ့နေ့ပေါ်စမှာဘလူးဘူတီဒါကျွန်တော်တို့စပါတင်ကိုအနိုင်ယူသွားမလဲဆိုတာကတော့ကျွန်တော်ပင်ကားပြုံမှာအတူတူစောင့်ကြည့်ပြစီအဲ့တော့လက်ရှိမှာဒါကျွန်တော်မြန်မာနိုင်ငံအတွက်ကုညီကေစေးလုပ်ပြီးနေတဲ့ဒါကျွန်တော်တို့အမ်အညီကိုဒီကုလုံးကိုကျူးတူပါတယ်ဒါကျွန်တော်တို့ငွေအားကျွန်တော်တို့ဒါငွေကျွန်တော်တို့ဒါ ပါတယ် physical အားတတ်နိုင်တဲ့ဘက်ကနေအများကြီးအများကြီးကူညီပေးနေတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ဒါကူညီပေးနေတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားခွင့်ပြုပါဗျအားလုံးကကျေးဇူးတင်ပါတယ်ကောင်းမွန်သောညီညီဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ default ဗျအားလုံးကကျေးဇူးတင်ပါတယ်